အားလုံးပဲမင်္ဂလာပါမောင်ပေါ်ထွန်းကနန်ဆန်းရီအိုင်အပိုင်းဆက်လီနောက်နေ့မနေ့တွင် Miss Faraday ရှေ့နေကြီး Mr. Anderson တို့ရောကီဟာအုတ်ချုပ်ရဖွဲ့တို့ပါတောက်ရောက်ပြီးလိုအပ်သောဆိုင်ဆရာများကိုရယူသည်နေ့တဲ့ပိုင်းကျတော့သူဒီရင်းဆိုင်ဆရာများကိုလက်ခံတိတိကကီဟာတို့လာခဲ့သည်တကယ်တော့သူအနေဖြင့်လေမစ်ဆန်နီကန်အားတစုံတရာထိခိုက်နေနိုင်စေလို့သောစိတ်ထားမျိုးတော့လုံးဝမရှိ။သို့တော်လေအင်္ဂလိပ်အားမစ္စတာဝါဘက်က ွေးစားရမည်ဆိုဒီကိုသိရလိမ့်။မစ္စတာနီဂန်အနေဖြင့်ဘလို့ခန်းဆားရမှာပါလဲဆိုတော့ကိုရောသူကအလွန်မြင်ကျင်သိကျင်။ကေဟာတို့မစ္စဝါရယ်ရောက်သွားခြင်းတွင်ကလေးတွေအားလုံးကြောင်းသွားနေကြသည်။ထိုကြောင့်ကေဟာ၌မစ္စတာနီဂန်တယောက်ထဲသာရှိနေသည်။ထိုချိန်တွင်သူသည်ရေဒီယိုဖွင့်ပြီးတချင်းနောက်ထောင်ရင် secret လေးပေါ်လိုက်အရက်ကလေးတစ်ဆုပ်ဆုပ်လက်ဖြင့်စီစဉ်ယူလေရှိသည်ထိုစဉ်လူခုခေါလုံးတန်ရုတ်တရက်ထွက်ပေါ်လာ၏ဟော အရေးရေဒုက္ခလာပေးပြန်မိတရားမစ္စန်နီဂန်သည်စိတ်ဆုမဲ့ဆုံနဲ့ပြောလိုက်ရင် ရေဒီယိုကိုကြပြကြရပြန်ပေးသည်အရက်ပလင်းကိုစပွဲအန်စယ်တွေထုတ်သွင်းလိုက်သည်ပြီးနောက်တကားပေါက်သို့ရှောက်လာခဲ့မင်္ဂလာပါမစ္စန်နီဂန်တကားပွင့်လာတော့မစ်စွာတွေကနှုတ်ဆက်လိုက်သည်အော်အော်ကျုပ်ကဘာသူပါလိမ့်မလဲလို့လက်ဆက်တတော်မင်းမင်းကြီးမာကိုလာဝါလာဝါသူကမစ္စမာရီအောင်ရုံငယ်နေသူခေါ်လိုက်ဒါနဲ့စောလာကြည်လား ခုမှတပတ်လောက်ပဲရှိသေးတာဘာများဖြစ်နေလို့ရောစိတ်ညစ်နေပြီလားအဲ့ဒါကြောင့်သူ့ကိုခရစ်စမတ်ကာလမကုန်ခင်ဂီဟာပြန်ဖို့ဖို့လာပြောရလားဟင်ဟင်ဟင်အဲ့လိုလုံးဝမဟုတ်ဘူးမစ်ဆန်နေကန်မစ်ဆွာရဲကပြုံးရင်ပြောရင်စပွဲတွေဝင်ထမ်းလိုက်သည်အမှန်တမ်းပြောရရင်မစ္စတာဝါဘက်ကအင်းဒီလေးကိုတိတ်ပြီးသဘောကျတယ်ရှင်အင်းဒီလေးကလည်းတထေးကြီးရဲ့အိမ်မှာနေရတာတိတ်ပြီးပြောနေလေမစ္စဆန်နေကန်ကစီကတ်တပွားရှက်လက်ပြီးတော့မှာ 哦哦ကောင်းပါလေကောင်းပါလေဟုတ်ပါတယ်အင်းဒီနဲ့တထေးကြီးတို့ကတယောက်ကိုတယောက်မခွဲနိုင်အောင်ဖြစ်နေကြပြီရှင်တို့နှစ်ယောက်ကဘဲတော်တော်တရွေတွေပဲရိုစီယုံတို့စတော့ပွဲဟုန်နန်တို့လေဘော်ရီရုတ်ထုတို့သွားကြတာစုံနေရပြီအဲ့ဒါနဲ့မနေ့ကနေ့လယ်စောင်းပဲမှာစားကြရင်ထင်တယ်လေ what of မလားမဟုတ်ဘူးအော်တိုမက်မှာအော်မစ်ဖာရီကလက်ကင်ဖွင့်ပြီးဆက်ရစရန်နေဆွဲထုတ်လိုက်သည် ဒီမှာမစ္စတန်နေကရှင်ကအမြင်နဲ့အလုတ်ရှုပ်နေဆိုတာကျမသိပါတယ်ဒီတော့ကျမလူရင်းကို တူတူပဲပြောမယ်ဒီစာရေးဒီမှာလက်မှတ်ထိုးပါပြီးတော့မနေ့ပြန်မနေ့ဆယ်နိုင်ထဲနောက်မကြပြီဂီဟာအုတ်ချုပ်ရေးဖွဲ့ကမစ္စတာဒိုနာဒယ်လီစီကိုပို့ပေးပါဟင်ဒါကဘာသဘောလဲသဘောကတော့အင်းကြီးကိုရှင်းလောက်အောက်ကရောအုတ်ချုပ်ရေးဖွဲ့လောက်ကရောနှုတ်ထက်ခွင့်အမိန့်စာတွေပဲဘလို့ဘလို့နှုတ်ထက်ခွင့်အမိန့်စာရလား ကျိုလည်းဘာမှနားမလဲပါလားနားမလဲရင်နားလည်စီရမယ်မဲဆွာရီကမျက်နှာကြီးပြင်ပြောသည်ရှင်နားလည်အောင်ပြောမယ်ဆိုရင်ဒီချိန်ကစပြီးအင်းဒီကိုမစ္စတာဝါဘက်ကမစ္စတာဝါဘက်ကကဲမစ္စတာဝါဘက်ကအင်းဒီကိုဘာလို့မင်းထင်တယ်လဲစိတ်ကူးချစ်စမ်းမသူကဘာလို့မလဲမဲဆွာရီကပြုံးလိုက်ပြီဘာလို့မလဲဆိုတော့သူကမွေးစားမှာအင်းဒီကိုမွေးစားမှာ မစ္စနီဂန်သည်ရုတ်တရက်ပစက်ကြီးဟောင်းလွန်ပွင့်သွားပြီးတော်ရုတက်ထားသောအံပုံကျွတ်ကျသွားသည်သူပစက်မှာ secret လေးကျမ်းမြစ်ပေါ်သို့ပြုတ်ကျသွားသည်သူက secret ကိုစောင့်ကြည့်အောင်ကြည့်နင်းချေပြလိုက်ထို့နောက်သူသည်ချက်ချင်းမြန်ဟန်ဆောင်လိုက်ပြီးအိုးကြားတော့ဝမ်းသာစရာကြီးပါလားဒီလိုဆိုအင်းဒီကတန်းချက်တရှိသမီးလေးဖြစ်တော့မှာပေါ့နော်မစ္စဝါရီကရေးလေမဟုတ်ဘူးမဟုတ်ဘူး တန်းကျက်တထေသမီးလေးမဟုတ်ဘူးဒီရောက်ပါလေဂရီကရာကျွေတထေသမီးလေးပေါ့ဩဟုတ်လားမယုံကြည်နိုင်စရာကြီးပါလားတော့ကဲမယုံမရှိနဲ့တော့ယုံပါတော့ဒီတော့ကျွန်မပြောမင်းအင်းဒီဟာဂီဟာကိုပြန်မလာတော့ဆိုတော့ကိုရှင်းသိအောင်လို့အခုလို့ကျွန်မကိုယ်တိုင်တည့်ရဝင်လာပြောတာပဲဂီဟာကိုအင်းဒီပြန်မလာတော့ဘူးတစ်သက်လုံးပြန်မလာတော့တစ်သက်လုံးမလာတော့ဘူး ဟုတ်လားအော်ဖေယားဖေယားပြီးတော့သူမတက်ထရက်လိုက်ပြီးကျေးဇူးပြုပြီးခဏလေးနော်10မိနစ်လားရပါတယ်ရတယ်ထို့နောက်မစ်ဆန်နီကန်ရုံးငင်းထဲမှထွက်သွားသည်အပြင်ဘက်မှာမစ်ဆန်နီကန်အောင်ကြီးတန်ကို မစ်ဝါရီကရုံးငင်းထဲမှကြားနေရသည်သူအောင်ကြီးတန်ကကြေလေးကြေသည် ရှည်လေးရှည်သည်ကဘာဝရီသူမုံဆုံးမင်းကလေးကကဘာဝရီအချမ်းသာဆုံးတစ်သိသိမိကလေးဖြစ်သွားသည်ကို အကြီးအကျယ်ဒေါသလည်းဖြစ်မနာလိုလည်းဖြစ်ပြီးစိတ်ကုန်မထိန်နိုင်တော့ဘဲစောက်တရားများအုံညင်းနေခြင်းဖြစ်သည်ခဏကြာတော့သူကိုယ်သူနိုင်နိုင်ထိန်ပြီးတီတီငြိမ့်ငြိမ့်ဖြင့်ရုံးငန်းနေသူပြန်ဝင်လာ၏သူသည်စပွဲနောက်မှကလထိုင်တွင် ထိုင်ချလိုက်ပြီးနောက်မစ်ဝါရီယာအရေးရှိသောမျက်လုံးများဖြင့်ကြည့်နောက်ထပ်ဘာသတင်းထူးများ ပြောဆက်ရှိသည်လဲဘာမှပြောစရာမရှိတော့ပါဘူးအခုလာပြောတော့ဟာသတင်းထူးပဲပေါ့ ဒီထက်ထူးတဲ့သတင်းရှိနိုင်မှာမလားမစ်ဆွာရဲကကလထိုင်မှထားရလိုက်ကဲကျမကိုခွင့်ပြုပါဦးမစ်ဆန်နေကဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီတော့အော်ဒါနဲ့ခရစ်စမတ်မှာပျော်ရွှင်ပါစေဟုတ်ကဲ့ဟုတ်ကဲ့ပျော်ရွှင်ပါစေယုံငယ်နေမှာမစ်ဆွာရဲထွက်သွားပြီးတကားပြတ်မိတော်သည်နေတပြိုင်နက်မစ်ဆန်နေကန်သည်စပွဲအန်စရဲမှာရက်ပလင်းကိုယူပြီးတမော်ကြီးမော့ချလိုက်ရော်သည် မစ်ဆွာရီသည်ရုံးခန်းကိုကြွေပြီးတကားစီသို့ရောက်လာပြီးအရက်ရှိရှိပတိုင်းမွေးပရပြေမျက်နှာဆုတ်ချွန်းချွန်းလူတယောက်နှင့်တပ်ပင်တို့မိသည်ထို့သူသည်အုတ်ထုတ်ပြော့အဆုပ်ကလေးကိုစောင်းထားသည်ဝတ်စုံကလေးအညိုရောင်အစင်းစင်ဟောင်းနှံနံသူနာမပါလာသူအမျိုးသမီးမှာအသက်အစိတ်ကံရှိရောမည်ထို့အမျိုးသမီးသည်စရင်ရှူအောင်နှင့်မိကက်ကိုချက်ပင်ကြီးလိမ့်ထားပြီးမြေခွေးမွေးကောင်းကြီးကိုဝှက်ထားသည်အာမတော်လို့ပါကလေးမှာ ညနာဆိုချွတ်ချွတ်နဲ့လူကောင်းမစ်စွာရီအောင်တစ်ချက်ဝင့်ကြည့်ပြီးပြောလိုက်သည်ပြီးတော့ပြောင်းရွှေ့ရွှေ့မှုရပြင်လက်ဝါးနှစ်ဖက်ကိုတင်မောင်းရင်ပုတ်ခတ်ရင်းကြက်တုံတို့လိုအကျဲကြီးတွန်လိုက်သည်မစ်စွာရီသည်ထိုလူနှင့်မိမတို့အားကြောက်ကြောက်လန့်လန့်ဖြင့်ကြည့်ပြီးရက်ထားသောကားစီသို့ခြေလှမ်းသက်သက်ဖြင့်ရှောက်ထွက်သွားလျော်သည်ထိုနောက်တွင်တော့ညနာဆိုချွတ်ချွတ်နဲ့လူသည်မစ်ဆန်နီကန်၏ရုံခန်းတကောက်ကိုဆွဲပွင့်ပြီးအခန်းထဲဝင်လာသည် သူသည်နှကန်းတော့တွင် secret ခေတာပြီးမှုန်တီတီဟန်ပြင်းဟိုင်းမမနေကောင်းနေတော့မတွေ့ရတာကြာပြီအလိုရူစတာဘယ်နဲ့ဖြစ်လာတာပါလဲနှွေခေါင်ခေါင်မမိုးချွတ်ပြတော့မင်းထင်ပါရဲ့မင်းစံနေကန်ကတမတ်တစ်ချက်ကြာပြီးကလထိုင်မထားရလိုက်သည်ထိုလူမောင်သူ့မောင်ရူစတာဟန်နီကန်ဖြစ်သည် သူတို့ချင်းမတွေ့ကြတာကြာလာပြီရူစတာသည် စင်းစင်းထောင်ထဲရောက်နေကြောင်းကိုသာ မစ်ဆန်နီကန်နောက်ဆုံးသိခဲ့ရ යි နောက်ဆုံးတော့သူတို့ကမင်းကိုအင်ဂျီကပြန်လွှတ်လိုက်ပြီပေါ့ဟုတ်လားအင်ဂျီမောင်ဗန်စကားဖြင့်အချင်းထောင်ကိုခေါ်ခြင်းဖြစ်ဟုတ်တယ်သူတို့ကကျွန်တော်ကိုကောင်းမွန်စွာနေထိုင်မှုနဲ့6လပြည့်တန်လျှော်ပြီးလွှတ်လိုက်တာဒါနဲ့မင်းကဒီတခါဗာပြည့်မှုနဲ့ထောင်ကြရအောင်ရူစတာကထောင်မင်းသားဆလင်းနှစ်သားရွေးကောင်းဝင်ဒုတိယရိတ်သားလမ်းနဲ့မောင် 6000ဆန်ဒဆိုင်ကိုဝင်လူမှုဖြင့်ထောင်ချခဲ့သည်။ယခုသူ့အသက်က43နှစ်ရှိပြီ။ဘာလို့ကိုင်းမှမမဲရမရှိ။ပွေးစားရရန်ဘာရရဟန်ဆောင်ကရှီတူးကွင်းပေါ်မြများအထုလုပ်ပြီးမတိနားမလဲသူများအထူးသဖြင့်မုတ်ဆိုးမဖွားကြီးများအားလိန်ညာရောင်းစားနေသည်။ဆွန်အားနားမကြတဲ့ဖွားကြီးတယောက်ကသူ့စီကဒေါ်လာ1100လူယူရဲဆိုပြီးဆွဆွဲလို့ဟင်အဲ့ဒီဖွားကြီးကဘလို့လုတ်ပြီးဆွဆွဲရလဲ။ ။မဖြစ်လို့လဲဆိုတော့မမမောင်ကအဖွားကြီးစီကဒေါ်လာ1000တကယ်လဲလူယူခဲ့ရအောင်။ရှိယံစပင်းနဲ့မြို့သမီးကဝင်ပြောလိုက်မစ္စန်နီကန်ကထိုမြို့သမီးကိုမလို့တမမျက်နှာပြင်ကြည့်လိုက်သည်အင်းဒီခွေးကောင်ကတော့ဘယ်ဘဲအရာသူ့နောက်မှာအပေါ်စားမတယောက်တော့အမြဲတမ်းပါတာပဲ။အော်ဒါကလီလီရဲ့မမဟိုဟိုကျွန်တော်မိတ်ဆွေဆိုတာတော့သူစားတီကရူစတာစကားဆွနေသည် နယူးဂျာစီမြို့ပါလီလီကဝင်ထောင်းလိုက်သည်။အော်ဟုတ်ပါရဲ့နယူးဂျာစီမြို့ကပါနာမည်ပြည့်စုံကမစ်လီလီစင်ရီဂေတဲ့လီလီကပြုံးကရေကအပြင်ကလထိုင်တွင်တင်မလဲဝင်ထိုင်လိုက်သည်။ကျမနာမည်ကဟိုတယ်နာမည်ကိုမှေ့ထားတာမမရဲ့။သူကရုပ်ရှင်မင်းသမီးမေဝတ်အမှုရာဖြင့်အတန်အော်အော်ကြီးနဲ့ပြောသည်။မစ်စနေရင်ကသူ့ကိုတူတူခါခါကြည့်ပြီ။ဟိုတယ်ဘေကန်လေး ဟုခတ်ချင်ချင်းဖြင့်မေးလိုက်သည်။အိုမမကလီလီကိုတိတ်မကြည့်ဘူးထင်တယ်။အေးမြောင်မြောင်ပြောရရင်ငါမကြည့်ဘူး။အဲ့တော့မင်းမိတ်ဆွေမကြီးကိုမြန်မြန်ပြန်ခေါ်သွားရင်ကောင်းလိမ့်မယ်။နေပေါင်းမမရဲ့ဒီလောက်လဲစိတ်မတူစမ်းမနေကျွန်တော်တို့နေနေနားနေပြစေအောင်။ဘာလဲမင်းကနောက်ထပ်လူခံဖို့လာပြန်ပြီလား။မဟုတ်ရပါဘူးမမရဲ့ကျွန်တော်မှလာမေးကျသာပရိနေကြတော့စတိတ်က ဒေါ်လာ80လောက်ရှိပါတယ်။သူကလည်းပြောသည်။လောလောဆယ်ဒေါ်လာ10လောက်လိုနေလို့ပါ။စနေနေ့ကျတော့မမကိုကျွန်တော်ဒေါ်လာ20ပြန်ပေးရမယ်။စိတ်ချပါမမရဲ့။အမလီဒေါ်လာ10မပြောနဲ့မောင်ရင်ငါ့မယထားစီကိုတော့ပတ်စံတပြားမှမရှိဘူး။ဒါဆိုလေ9ဒေါ်လာလောက်တော့လုံးပါမမရဲ့။ဟာဟာငါရေပဲရေလိုက်ချင်းသေး9ဒေါ်လာတဲ့ မင်းကထောင်နဲ့တောင်းနဲ့ချီပြီးအလုတ်ကြီးကန်ကြီးပြီးလုံနေရလူစကကြီးစကကြီးပြောရလူခုတော့9ဒေါ်လာလောက်ကလေးနဲ့ငါစီမျက်ရည်ခဲလာထိုးနေရသလားဒါကတော့မမကကျွန်တော်ထက်ပိုပြီးချမ်းသာတာကို နေရတာကလေဘက်ကင်ဟန်နန်းတော်ကြီးနဲ့နေရတယ်လို့ပဲမဟုတ်လားအေးဟုတ်တယ်ငါကမြို့ကြီးမှနေရနင်းလို့ခြေတလုံးအင်းတိုင်းကလိကချေမဟုတ်ဘူးငါမှလာစားမမှန်ရရင်အခမဲ့စားတော့ရရင်အခမဲ့နေတယ် ရေမီးစုံအလကားရည်ငါအလုကတမအားစီဝါလုံးရူစတာက သူ့မပခုံးပေါ်လက်တင်လိုက်ပြီအမေဒီလိုတော့အတူတူချင်းတလုံးပုံမရှိပါနဲ့မမရေတကယ်တော့မမလေးကျွန်တော်လိုပဲမဟုတ်တာတွေလုပ်နေရကျွန်တော်သိပါတယ်။အိုးဖះရေလီလီကအောင်ကြီးလိုက်သည် ရူစတာကဆက်ပြောသည်ဒီမှာမမကျွန်တော်တို့မောင်မောင်နေရဒီလိုပဲဆက်ပြီးမကောင်းတာတွေလုပ်နေတော့မှလာရင် အိုးနင်ဘာတွေပြောနေရလဲငါမကောင်းတာလုပ်နေရမဟုတ်ဘူးကောင်းတာလုပ်နေရတကယ်တော့သူတို့မောင်မောင်နေအောင်တော်တော်ကန်ဆိုးရှာသည်မိခင်ကအရက်ကျွန်းဖခင်ကဖေကျွန်းရေစကန်ချုပ်ခန်းမကြခဏရောက်သည်မိဘနှစ်ယောက်စလုံးဆုံးသွားတော့သူတို့မောင်နှမနှစ်ယောက်မှာလူမမဲ့ရွယ်ကလေးပဲရှိကြသေးသည်။ရူစတာထောင်းနေတော့သည်။အကာသာဟန်နီကန်ကစတိုးဆိုင်မှာအယောင်စီမှာအလုပ်ရသည်။ ထို့နောက်သူ23နှစ်အရွယ်သို့ရောက်တော့ကံပေါ်လာသည်သူကြီးဂျိုသူမိခင် အကိုကြီးကတမ်မနီကလပ်အသင်းဝင်တမ်မနီကလပ်ကထိုစဉ်ကနယူးယောက်မြို့ကိုအုပ်ချုပ်သောဒီမိုကရက်တစ်နိုင်ငံရေးပါတီကလပ်ထို့ကြောင့်ဦးကြီးဂျိုကမြို့တော်အုပ်ချုပ်ရေးဖွဲ့ကိုဒေါ်လာ100လက် ထိုးပြီးတူတူမာလီအောင်မြောက်မက်ကလေးကဟာဤဂီယာမူယာရူကိုရောက်အောင် လုပ်ပေးခဲ့ယခုဆိုရင်လုတ်သက်ပင်23နှစ်ရှိခဲ့ပြီရူဆာကသူ့မထံမှမဆန့်ချီ၍ ရလမမြင်သည့်အဆုံးဖြစ်ထွန်းညံတစ်ခုပြင်အကျံတစ်ခုရမည်။အော်ဒါနဲ့စကားမဆက်။ကျွန်တော်ဝင်လာတော့ရုံးကန်းတောက်မှာတွေ့လိုက်တဲ့အမျိုးသမီးလေးကဘယ်သူလဲမမ။သူ့ကြည့်ရတာတော်တော်ထောမဲ့ပုံပဲ။သူကအော်လီဘာဝါဘက်ရဲ့အတွင်ရင်မူစီးရီမှာ။အော်ဟိုဟိုတန်းချက်တစ်သေးကြီးဘာဘက်ကိုပြောရတာ။လီလီကဝင်မြင်လိုက်သည်။တချက်တစ်သေးကြီးမဟုတ်ဘူး။ဂရိကရာချက်တစ်သေးကြီးဘာဘက်။အဲ့တော့ ဲ့တတိကြီးရဲ့တွေ့ရင်မူစီရင်မောက်ဟာဒီကဘာလာလောက်တာလေးမမဒီကေဟာကအင်းနီးဆိုတဲ့ကလေးမလေးတယောက်ကိုသူ့တတိကြီးကမွေးစားခြင်းလို့လာပြောတာအဲ့ဒီကမလေးကအဆိုးမလေးငါ့ကိုသိပြီးဒုက္ခပေးတဲ့ကောင်မအခုတော့သူတတိသမီးဖြစ်သွားပြီအင်းအဲ့ဒါစိတ်ဝင်စားစရာပဲမမအဲ့တော့ကျွန်တော်တို့မြက်မြက်ကလေးစားရအောင်တခုခုလောက်ကြမှာထင်တယ်စူဇန်းမောင်နင်ကဘယ်လိုလုပ်ချင်လို့လဲ ဘလို့လောရမယ်ဆိုတာကျွန်တော်လည်းအတိအကျမပြောရသေးဘူးတခုခုတော့လောရမှာပဲနောက်ဆုံးမတတ်တာရင် ပြန်ပြီးဆွေးကျင်လေဆွေးရမှာပဲထို့နောက်တော့မစ်ဆန်နီဂန်ရေသူ့မောင်ရူစာရေလီလီရင်သူတို့သုံးယောက်တော့ခေါင်းချင်းပူပြီးအကြံထုတ်ကြသည်တထေးကြီးဝါပန်းနေအင်နီရိုးဤဆက်ဆက်ပတ်သက်လာမှုကိုအကြောင်းပြုရင်သူတို့အတွက်ပတ်ဆိုင်ရအောင်ဘလို့ပဲနီလောရကောင်းမယ်ဆိုသည်ကိုဂျေတိုင်မင်ကြသည်ထိုချိန်တွင်အင်ဒီကလေးမှာတော့တထေးကြီးဆိုင်ကြီးရဲ့မှာရီခုကန်နေနာ ရှင်မျိုးလက်ဆက်စွာဖြင့်ကုခတ်ကစားလေရှိသူဘွားမိုးကောင်းငင်တွင်တိမ်ညွတ်တိမ်မဲတွေဆင်းလာနေပြီဆိုသည်ကို သူခမညာဘာမှမသိကြပေငူပွဲစင်ရတဲ့တထေကြီးထိုနေ့ညနေပိုင်းတွင်တထေကြီးမဆာဝဘက်သည်ပြင်စမရိတ်တလန်အင်ဂျီရှင်ဝတ်တင်ချသားကစာကြည့်ခန်းထဲမှနေ၍ဝါရှင်တန်ရှိသမ္မတကြီးရူးစဝဲထံသို့တယ်လီဖုန်းလမ်းဆက်နေသည်ထိုစဉ်အခန်းထဲသို့မစ်စွာရဝင်လာသည် အိန္ဒိယမွေးစားရန်ကိစ္စနှင့်ပတ်သက်သောစာချုပ်စာတမ်းများကိုတတိကြီးတန်တင်ပြရန်လာခြင်းဖြစ်မစ္စတာဝါဝက်ကမစ္စဝါရီအားခိတဆောင်ရင်မျက်ရည်မျက်ချီပြလိုက်ပြီနော်ဟုတ်ကဲ့ဟုတ်ပါတယ်သမနာကြီးဘာနဲ့ဘရက်နဲ့ကျွန်တော်တို့ကဒီလောက်တောင်မစင်းရသေးပါဘူးခမညာဒါပေမဲ့အိုးမဟုတ်ဘူးမဟုတ်ဘူးကျွန်တော်ကသမနာကြီးစီမှာအခုညတောင်းခန့်နေရမဟုတ်ဘူးအမှန်တမ်းပြောရရင်ကျွန်တော်ကဘသူစီမှာမှာဘယ်တော့မှအခုညမတောင်းခဲ့ဘူး ။နောက်လေဘယ်တော့မှတောင်းမှမဟုတ်ဘူး။မစ္စတာဝါဘတ်အနေဖြင့်တယောက်ယောက်ထံတွင်အကူအညီတောင်းသင့်သည်ဟုတမနာကြီးကအကြံပေးသည်ကိုမစ္စတာဝါဘတ်ကမခံချင်သောကြောင့်ဒေါသတန်ဖြင့်ပြန်ပြောနေခြင်းဖြစ်သည်။သူသည်ဘဝတစ်ချောင်းလုံးကိုအောက်ကိုကိုပြီးကိုစင်းကိုစားပြင်းစူးစားပြီးကြီးပွားလာသူဖြစ်၍သူကိုယ်သူ အလွန်ကုန်ယူသည်။သူကဆက်ပြောသည်။ဒီမှာတမနာကြီးကျွန်တော်ပြောမယ်။တမနာကြီးနေနေလောလောဆယ်လှုပ်တင်တာပါ။ တိုင်းပြည်မှာဘာတွေဖြစ်နေလဲဆိုတာသိဖို့ပဲပြီးတော့ပြုပြင်တင်တာတွေကိုအမြန်ဆုံးပြုပြင်ဖို့ပဲကျွန်တော်ဗုဒ္ဓဟူးနေ့အိမ်ပြတော်ကိုလာတော့မှဒီကြောင်းသေးစိတ်ဆက်ပြောကြတာပေါ့မစ္စဝါရီကလေးတန်းတူတူဖြင့်ထိတ်လင်းမကြမ်းမင်းနေချူချူတတာပြောပါမစ္စတာဝါဘက်ကပခုံးတစ်ချက်တွန့်ပြလိုက်ပြီနော်တယ်လီဖုန်းဆက်ပြောသည်